မင်္ဂလာပါခင်ဗျာအာဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာတော့ Nasdaq Wine Loop အကြောင်းပဲဖြစ်ပါ Nasdaq Wine Loop ဆိုတာကတော့ No Wine Loop တစ်ခုတွဲမှာအာနောက်ထပ် Wine Loop တစ်ခုဒါမှမဟုတ်တစ်ခုတည်းပိုတဲ့ Wine Loop တွေရှိနေတာကိုကျွန်တော်တို့က Nasdaq Wine Loop လို့ခေါ်ပါ No ဒီဒါလေးကတော့ Nasdaq Wine Loop ရဲ့ပုံစံလေးပါပထမ Wine ဆိုတဲ့ No keyword ရှိတယ်ပြီးတော့အတူနဲ့တွဲတာ No Bullish expression တွေ No condition တွေတွဲတယ် ပြီးသွားပြီဆိုရင်တို့ပုံမှန်အားဖြင့်တို့ဒီရေးကျင်တဲ့ကုတ်တွေရေးတာဒါပေမဲ့အဲ့ရေးကျင်တဲ့ကုတ်ထဲမှာကျွန်တော်တို့ဘာပြီးထပ်ရှင်နေလဲဆိုတော့နောက်ထပ် wine loop တစ်ခုထပ်ရှင်နေတာကိုကျွန်တော်တို့က nested wine loop လို့ခေါ်ပါတယ်ဟုတ်ပြီတို့ဥပမာလေးတို့ကြည့်ကြည့်လိုက်အောင်တို့ဥပမာလေးကတော့တို့ဒီဘယ်လိုလဲဆိုတော့တို့ပထမကျွန်တော်အပေါ် wine loop အတွက်ကျွန်တော်ဘာပေးထားလဲဆိုရင်အိုင်းဆိုပြီးပေးထားတယ်အပေါ် wine loop ကိုကျွန်တော်က သုံးကပတ်သုံးကပတ်မယ်ဆိုတော့ဒီမှာကြည့်ကြည့်ရင်သိပါတယ်။ဟို i 5 1ကနေစပြီးတော့3နဲ့ညီတဲ့ထိတော့ဘဏ္ဍာကပြင်မှာ1နဲ့3သုံးကပတ်မယ်။အဲ့သုံးကပတ်တော့မှာသုံးကပတ်လိုက်ပြီးတေချာလို့သူ့ body ကိုမကြည့်နိုင်အောင်ဒီကောင်ကြည့်ရတယ်နော် i ကိုသုံးကသုံးကအလုံးလုံးမယ်ဆိုတာနော်သိတယ်။ y ပထမဆုံး y လို့က3ကလုံးလုံးမယ်ဆိုတာသိတယ်။ဟုတ်ပြီ။ ်နောက်ထပ်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဘာကြီးလောက်ဆောင်မှာလဲတုံးကပထမလောက်ဆောင်မှာ why နောက်ထပ် connection ဟုတ်ပြီဒီ connection ကြီးကိုတော့ထပ်ကြည့်လိုက်အောင်ဒီ connection ကြီးက j လို့ပေးထားတယ် j က1ကနေစပြီးတော့9နဲ့ညီတဲ့ထိတော့တော့ဘဏ္ဍခါပတ်မှာ9ကပေါ့1 2တော့ဒီကောင်ကိုအခြားရောင်းနေတယ်တော့ရေးလိုက်မှာ1 2နော် ဒါကပထမဝိုင်းဒါကဒုတိယဝိုင်းဆိုလိုချင်တာဘာလဲဆိုရင်အပေါ်ကဝိုင်းတစ်ခါလှုပ်လှုပ်ရင်နောက်ထပ်အောက်ကဝိုင်း၅ခါလှုပ်လှုပ်မှာအဲ့ရတော့ဘလို့ဖြစ်သွားမလဲဆိုရင်တစ်ခါလှုပ်ရင်အောက်က၅ခါလှုပ်မယ်တစ်ခါလှုပ်ရင်အောက်က၅ခါလှုပ်မယ်ဆိုတော့ရှင်းရှင်းပြောရင်ခဏန်းထွက်မှာဘယ်နှခါထွက်မလဲဆိုရင်တော့ဒီ ဒီ print ဒီထဲမှာပဲ print ထုတ်ထားတယ်ဆိုတော့ခဏထွက်မှာပဏ္ဏခထွက်မှာလဲဆိုတော့3545 55ခါထွက်မယ်လို့တော့ယူဆလို့ရဘာဖြစ်လို့လဲဆိုတော့အပေါ်ဝိုင်းက3ခါလုံးမယ်အောက်ဝိုင်းကပဏ္ဏခလုံးမှာပဏ္ဏခပတ်မှာ5ခါ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 5ခါပတ်မှာ5ခါပတ်အဲ့ရတော့တက်မှာတစ်ခါတော့5ခါနောက်ထပ်ဒီမှာလဲနောက်ထပ်ပဏ္ဏခပတ်မှာ5ခါအဲ့ဆို10ခါရှိတယ်နောက်ထပ် သုံးခုမြောက်မှာလဲ9ကပတ်မှန်ဆိုတော့15ကတကယ်လို့ wine ဒီ main ဒီ inner wine ထဲမှာနောက်ထပ် print ထုတ်ထားတယ်ဆိုရင်ကျွန်တော်တို့က15ကထွက်မှာဟုတ်ပြီတော့ဒီဟာလေးကိုတော့ကြည့်ကြည့်လိုက်ဒီမှာထပ်ပြီးတော့သိရမှာကဒီတော့ပုံမှန်အဖြစ်ဒီ wine ကိုချုပ်မယ်ဆိုရင်ဘယ်မှာချုပ်ရမှာလဲဆိုရင်သူ့ရဲ့ body ကိုယ်ထဲမှာပဲကျွန်တော်တို့ iron ဆိုပြီးတော့ကျွန်တော်တို့ကချုပ်ရမှာ iron bound one ဟုတ်ပြီသူ့ကိုလည်းကျွန်တော်တို့ကဘာထက်လောက်အောင်မလဲသူ့ကိုချုပ်ချင်သူ့ရဲ့အတွင်းပိုင်းထဲမှာအိုင်လေးကိုခြေလေးပေါ့ sorry ပါခြေလေးကိုတော့အပေါင်းတို့တို့ပြီးတော့ချုပ်အောင်မှာချုပ်ပြီးသွားပြီဆိုရင်သူ့ကဘာဖြစ်သွားမှာငားဖြစ်သွားမှာငားဖြစ်သွားပြီဆိုရင်သူ့ကိုကျွန်တော်တို့ကဘာထက်လောက်အောင်ရက်တန့်ပြန်မှာဒီခြေ1ဆိုတဲ့ပုံစံလေးသူ့တပတ်ပြီးသွားပြန်ရက်ပြန်မှာရက်ပြန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဒီ while loop ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့က J1 ဆိုပြီးတော့ဒီကောင်လုံးဝအရေးကြီးပါ လုံးဝအရေးကြီးပါတော့ဒီအပေါ်ဝိုင်းရကြတော့ပြန်ပြီးတော့ရက်เสียလို့သေးလားမလို့တော့ဘူးမလို့တော့တကယ်လို့တော့ဒီကောင်မထည့်ဘူးဆိုရင်ဒီဝိုင်းကြီးကအလုံးလုံးတော့မှမဟုတ်တော့ဘူးတခါပဲအလုံးလုံးတော့တခါပဲလုံးလုံးတော့မှဖြစ်ပါဟုတ်ပြီတော့ဒီဟာလေးကိုတော့ကြည့်ကြည့်လိုက်အောင် run ကြည့်လိုက်အောင် တော့ run ကြည့်လိုက်ရင်တော့1 2 3 4 5ဆိုပြီးတော့ထွက်ပါ1 2 3 4 5ဘာဖြစ်လို့ဘေးတိုက်လေးထွက်လဲဆိုရင်ကျွန်တော်1 2 3 4 5ဘာဖြစ်လို့ဘေးတိုက်လေးထွက်လဲဆိုရင်ကျွန်တော်ဒီ print ထုတ်လိုက်တဲ့အချိန်မှာအံ့ဆိုပြီးတော့တော့ရေးထားလို့ဖြစ်ပါအဲ့ရတော့ तू က J ဆိုတဲ့တန်ဖိုးကိုနော် string နဲ့သုံးထား J ကပထမဦးဆုံးဘာဖြစ်မလဲနော်တစ်ဖြစ်မယ်တစ်ဖြစ်လိုက်တယ်နော်ထုတ်လိုက်တယ်နှစ်ဖြစ်လိုက်တယ်ဘေးတိုက်လေးထုတ်လိုက်တယ်သုံးဖြစ်လိုက်တယ်ဘေးတိုက်လေးထုတ်လိုက်တယ် လေးဖြစ်လိုက်တယ်ဘေးတိုက်လေးငါးဖြစ်လိုက်တယ်ဘေးတိုက်လေးထောက်လိုက်အဲ့ဒီအတွက်ဒီဝိုင်းလူကြီးကဘာဖြစ်သွားရုံပြီးသွားပြီဝိုင်းလူကြီးကပြီးသွားပြီဝိုင်းလူပြီးသွားပြီဆိုရင်အတွင်းဝိုင်းလူပြီးသွားပြီဆိုတော့အောက်ကိုပြန်ဆင်းပြီအောက်ကိုပြန်ဆင်းမှာ program ဆင်းတိုင်းအောက်ကိုပြန်ဆင်းတဲ့အခါမှာ J ကဘယ်လောက်ဖြစ်သွားဝိုင်းဖြစ်သွားဒီမှာ J ရောဝိုင်းဖြစ်သွား I ကလည်းဘယ်လောက်တော့ I ကလည်းနှုတ်2ဖြစ်သွားတာပေါ့2ဖြစ်သွားအပေါ်ပြန်တက်တယ်အပေါ်ပြန်တက်တော့သူကဘာဖြစ်တော့ ဒီအိုင်လေးကတူးဆိုတော့သုံးထံငယ်သေးလားငယ်တဲ့အတွက်ဖတ်ပြီးတော့အလုံးလုံးမယ်ခတ်လုံးလုံးတဲ့အခါမှာဂျေကဒီမှာပေါ့နောက်ဆုံးနောက်ဆုံးအတိတ်က1ဖြစ်နေ1ဆိုတော့သူကငယ်သေးတယ်ငယ်သေးတော့ဒီကောင်တော့ဒီ1နဲ့3 5ဆိုပြီးတော့ပြန်လုံးလုံးနေမယ်လောက်ပြီးသွားသူက1ကို reset ပြန်ချတယ်ချပြီးသွားအိုင်ကဒီနောက်ထပ်တစ်ပတ်မှဒီကောင်ဘလောက်ဖြတ်သွားလဲဆိုရင်ကျွန်တော်တို့3ဖြတ်သွားတယ်3ဖြတ်သွားတယ်3ဆိုတော့3နဲ့3နဲ့ညီသေးလားညီတယ် ညီတဲ့အတွက်ကျွန်တော်တို့ဒီခုနက reset ချတဲ့အခြေအလဲတက်ကနေ9ထိတော့တက်ကနေ9ပြန်ပတ်တယ်ပြန်ပတ်သွားတဲ့အချိန်မှာဒီ i ကသုံးဖြစ်နေတဲ့အချိန်မှာတော့ဘာပြန်လုပ်မလဲ၄ဖြစ်သွားမယ်ဒီကောင်သုံးမဟုတ်တော့၄ဖြစ်သွားမယ်အပေါ်ပြန်တက်ပြီးတော့သင့်သေးတယ် i က၄ဆို၃ထက်ငယ်လားမငယ်ဘူးညီလားမညီဘူးအဲ့ရတော့ဒီ while loop ကြီးကဘာဖြစ်သွားလဲ4ဖြစ်သွား4ဖြစ်တော့အလုံးမလုံးတော့အလုံးမလုံးတော့ အောက်ကအကြောင်းကိုထပ်ဆင်းတော့အန့်ဘရိုဂန်ဆိုပြီးတော့တော့ပေါ်လာဟုတ်ပြီနော်နောက်ထပ်ဥပမာလေးတစ်ပုဒ်ကိုကြည့်ရအောင်နောက်ထပ်ဥပမာလေးတစ်ပုဒ်ကတော့နော်အရင်ပုံစံနဲ့ပြောင်းမယ်မှာဘာဖြစ်လို့လဲဆိုတော့နော်အရင်ပုံစံက1.35ဆိုပြီးတော့ဆင်တိုင်းထွက်တယ်ဒီမှာကျ9.32ဟုတ်ပြီကျွန်တော်9.32ထွက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုအရင်စဉ်းစားမယ်ပြီးတော့မှဒီအောက်က3တန်းထွက်အောင်ဘယ်လိုလုပ်မလဲဆိုတာနော်အရင်စဉ်းစားမယ် ဟုတ်ပြီနော်ဒီပုံစံလေးကိုကျွန်တော်အရင်ဦးဆုံးတွက်ကြည့်ရ9431ထွက်ဖို့အတွက်တော့အရင်ဆုံး IN J လို့ပေးလိုက်မယ် J ကဘယ်ကနေစမ်း9ကနေစမ်းမယ်လို့ယူဆလိုက်မယ်ပြီးသွားရင်တော့ Y လုံးနဲ့ J လေးကရက်မှာပဲတော့ရက်မှာ၃ညရောက်ရင်ရက်မှာ9431 9431ဆိုတော့တရောက်ရင်ကျွန်တော်တို့ကဘာလုပ်မလဲတရောက်ရင်တော့ရက်မှာအဲ့ဒီအတွက်ကျွန်တော်တို့က J လေးက နှုတ်ဘာထက်လဲကြည့်ရမယ်လဲတစ်ထက်လဲကြည့်ရမယ်တစ်နဲ့လဲညီရမယ်ဆိုပြီးတော့နှုတ်ရေးလိုက်မယ်ရေးပြီးသွားရင်နှုတ်ပရင်ထုတ်မယ်ပရင်ထုတ်တာနှုတ်ဘေးတိုက်လေးထုတ်ချင်တယ်အဲ့ရတော့နှုတ်ဂျေးဆိုပြီးတော့ရေးလိုက်မယ်ဘေးတိုက်လေးဆိုတော့နောက်ဆုံးအံ့အကြောင်နှုတ်ဒီတိုင်းနေရေးလိုက်ရေးပြီးတော့တော့ဘာလုပ်မလဲဆိုဂျေဦးဂျေဦးကျွန်တော်တို့ကအများအနေအနည်းတော့ကြာရော့ရှော့ရှော့ပေးရအဲ့တော့ဂျေ -1 ဆိုကျွန်တော်ရေးလိုက်ဟုတ်ပြီနော်ဒီပရိုဂရမ်လေးကိုကျွန်တော်တို့ run ကြည့်လိုက်အောင် နော် program လေးကိုနော် run ကြည့်လိုက်မယ်အဲ့ဒါမဲ့30ဒီမှာဆိုတော့မထွက်ဘူးလား9 4 3 1 1ထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်3နန်းဖြစ်ထွက်ချင်တာနောက်တော့9 4 3 1 1ကိုနော်ဘဏ္ဍတန်းထွက်ချင်တာ3နန်းထွက်ချင်တာ3နန်းထွက်ချင်တဲ့အတွက်နော်နောက်ထပ်9 4 3 1 1 5 4 3 1 ဆိုလိုချင်တာကတော့တော့ခုနကလိုပဲဒီကောင်ကိုကျွန်တော်တို့ကသုံးကပတ်ပေးလိုက်မရဘူးလားဒီကောင်လေးကိုသုံးကပတ်ပေးလိုက်အဲ့ရတော့ကျွန်တော်တို့ကဘာထက်လုံမလဲဆိုရင်ဒီကောင်လေးကိုပတ်ဖို့အတွက်ကျွန်တော်က JI ဆိုပြီးတော့ကျွန်တော်ထပ်ပေးပေးလိုက်မယ်နောက်ထပ် Y တစ်ခုပတ်ခြင်းလို့ကျွန်တော်ကဒါဆို Y ကိုတော့၃ရက်နေနှစ်ထိပတ်ခြင်းတာ၃ရက်နေနှစ်ထိလို့တော့ယူဆလိုက်အဲ့ရတော့ကျွန်တော်ဒီကောင်လေးကိုအရင်ခဏထားလိုက်ထားပြီးတော့တော့ဒီကောင်လေးကိုကွန်မန်းပေးလိုက်မယ် ကွန်မန့်ပေးပြီးသွားရင်ကျွန်တော်ဘာရေးမလဲဆိုရင် why အိုင်ကကျွန်တော်၃နှစ်နေနေတယ်ဒီတော့နှုတ်ဘာထက်ငယ်ရမလဲနှုတ်နှစ်ထက်ငယ်ရမယ်လို့ရေးလိုက်မယ်အဲ့ဒါဆိုရင်၃ညာ၁နှစ်နှစ်ဆိုရင်ညီရင်အလုံးမလုပ်တဲ့တော့နှုတ်၃တိငယ်ရမယ်လို့ပြောလိုက်အဲ့ဒါဆို၃ညာ၁နှစ်ထိအလုံးလုံးမယ် လုတ်ပြီးသွားပြီဆိုတော့ဒီဂျေလေးအိုင်အိုင်လေးကိုလည်းကျွန်တော်မလုပ်အောင်ဒီခါတော့ကျွန်တော်အများကိုသွားတဲ့အများဟိုသွားတဲ့အတွက်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့တော့ပေါ့ပေးရမှာပေါ့ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်လေးကိုတော့ဘာလုပ်မလဲဆိုရင်ပရင်ထုတ်ကြည့်လိုက်မယ်ပရင်အိုင်ဆိုပြီးတော့ကျွန်တော်ထုတ်ကြည့်လိုက်ဒီကောင်သုံးကအလုံးမလုံးအလုံးလုံးမလုံးကျွန်တော်ကြည့်ကြည့်လိုက်ဟုတ်ပြီနော်ဒီပုံစံလေးကိုနော် run လိုက်ပြီ3.1နဲ့ဟုတ်ပြီဆိုလိုချင်တာ3ကပတ်တယ် သုံးကပတ်တဲ့အတွက်ဒီသုံးကပတ်တဲ့အခါမှာ3ည1နှစ်ကိုမထုတ်တော့ဘဲနဲ့ကျွန်တော်ခုနောင်ကဒီကျွန်တော် comment ပေးထားတဲ့ဟာလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ no copy ပေးလိုက်မယ်ပေးပြီးတော့ဒီ print နေရာမှာကျွန်တော်တို့ကထုတ်ကြည့်လိုက်မယ်အဲ့ဒါဆိုရင်ဒီကောင် y block ရောက်မယ်ပြီးတော့သူ့ကို short မယ်အဲ့မှာကျွန်တော်ဘာဖြစ်သွားမလဲဆိုပြီးတော့ no တစ်ချက်ကြည့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 ်လိုက်မယ်ချက်ကြည့်ကြည့်လိုက် no run လိုက်ပြီ no 5 4 3 1 1ပဲထွက်တယ်တစ်ခါပဲထွက်တယ် ။ဘာဖြစ်လို့တစ်ခါပဲထွက်လဲဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်လိုက်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီမှာပထမ i ကဘယ်လောက်လဲ i ကကျွန်တော်တို့0 0ဆိုတော့အတွက်ကျွန်တော်တို့အလုံးမလုပ်ဘူးလားအလုံးလုပ်တယ်အလုံးလုပ်တဲ့အချိန်မှာ j ကလည်းဘာဖြစ်နေမှာ j ကလည်းဒီမှာ9ဖြစ်နေ9ဆိုတော့ဒီကောင်းထက်ကြီးလားကြီးတဲ့အတွက်ကျွန်တော်တို့အလုံးလုံးမယ်စတော့ရှော့သွားတဲ့9 4 3 2 1ဆိုပြီးတော့ကျွန်တော်ပေါ်နေမယ်ပေါ်ပြီးသွားပြီဆိုရင် ဒီအောက်ဆုံးမှာဒီကောင်ပြီးသွားပြီဆိုအိုင်ကနောက်ပိုင်းနောက်ပိုင်းဒီ၃လေးကဘာဖြစ်သွားမှာတစ်ပေါင်းတဲ့အတွက်တစ်ဖြစ်သွားမယ်တစ်ဖြစ်သွားတဲ့အတွက်အမောပြန်တက်မယ်ပြန်တက်တဲ့အချိန်မှာတော့ဘာဖြစ်နေမှာငယ်သေးတယ်တစ်ကတုံးထန်ငယ်လာငယ်တာပေါ့ငယ်တဲ့အတွက်ဒီကောင်အလုံးလုံးမယ်ဒါပေမဲ့ဒီခြေကြီးကအလုံးလုံးအောင်မလားနောက်ဆုံးသူ့ရဲ့နောက်ဆုံးအတိတ်ကြီးကဘာဖြစ်သွားလဲဆိုတော့နှုတ်နှုတ်၃ညဖြစ်သွားမှာ၃ညဖြစ်သွား၃ညကနှုတ် တစ်ထက်ကြီးလာမကြီးတဲ့အတွက်သူကအလုံးမလုံးတော့တခါပဲလှုပ်လို့ဆိုအဲ့ရတော့ကျွန်တော်တို့ကသူ့ကိုဗာပြန်လှုပ်ပေးရမှာဒီကောင်ကိုငားနဲ့ပြန်ပြီးတော့မင်းတပတ်တခါပြင်ထုတ်ပြီးသွားငါ့ကိုဒီဟာလေးပြန်လျှောက်ပေးဆိုတော့ wine loop ဒီ inner wine loop ကိုထွက်တဲ့ချိန်မှာတော့ဂျေးကြီးများချင်းကျွန်တော်တို့ကငားဆိုပြီးတော့အစနေပြန်ပေးရမှာပြေးပြီးတော့ဟုတ်ပြီတော့ပြန်ဝမ်းကြည့်လိုက်အဲ့ဆိုရင်တော့ထွက်တော့ထွက်တယ်အတန်းလိုက်ကြီးတွေပဲထွက်လာဟုတ်ပြီကျွန်တော်ပြောချင်တာက တချောင်းပြီးသွားရင်တချောင်းဆင်းတချောင်းပြီးသွားရင်တချောင်းဆင်းဆိုတာဘာလဲဆိုမင်းအင်းသားဝိုင်းလူကြီးကအန်နဲ့ပေးတာအဲ့အန်ပေးပြီးသွားရင်အန်နာခောက်ရမယ်ဆိုတာဘယ်ကနေအလုံးလောက်ရမလဲဆိုရင်အင်းသားဝိုင်းလူပြီးတဲ့တခါပြီးတဲ့ခါမှာအန်သားဆင်းဖို့အတွက်တော့ရိုးတနံပရင်ပေးလိုက်ရင်ကိုတော့ရပါတယ်ဟုတ်ပြီတော့ဒီ program လေးကိုတော့ run လိုက်မယ်၅၄၃နှစ်တည့်ဆိုပြီးတော့ကျွန်တော်ထွက်လာမှာပဲဖြစ်ပါတယ် ဒါတော့နှုတ် next step why new တွေရဲ့အလုပ်လုပ်ပုံအလုပ်လုပ်နေပါပဲအာကျွန်တော်ဆွေးနွေးချင်တာတော့ဒီနေ့ကတော့အာဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ